Hello. မဒီနေ့ဆိုပုံမှန်ဆိုမတတ်တော့ဘူးเนาะ။အမတခုပြောပြကြရှိလို့အခုမှအမလည်းအလုပ်ကပြန်လာတာ။ငါမောင်နေညီမရေအမြဲလာလာမေးတယ်မလား။အမစိတ်ချရတဲ့ agent ရှိလား။စိတ်ချရတဲ့ agent ရှိလားဆိုအမအခုချိန်မှာစိတ်ချရတဲ့ agent တော့မပြောနိုင်သေးဘူး။ဒါပေမဲ့အခု agent တလောကလုံးဘလို့လုံနေလဲဆိုတဲ့ဟာကိုအမရှင်းပြမယ်။ဒါကိုကြည့်ပြီးတော့ဒါကိုနားထောင်ပါနားထောင်ပြီးရင်ကိုရီးယား အေဂျင့်နေနဲ့ပေါ့နော်တွေ့ရင်ဘလို့မေးရမလဲဘာလဲဆိုတာကိုကိုယ့်ဟာကိုစုံစမ်းစဉ်းစားကြပါနောက်ပြီးတော့အမပြောတဲ့ဟာကိုပဲယုံဖို့မဟုတ်ဘူးမမတို့ပြောမလားစာဖတ်ပါစာဖတ်ပါလို့ပြောတာစာဖတ်ပါဆိုရင်အမကိစ္စတစ်ခုကိုဆိုရင်ဒီတယောက်ကဘလို့ပြောလဲနောက်ဆိုင်ဆရာဘလို့ အာဘော်နဲ့ပြောတယ်။ဒါတွေကိုအမားတို့ကကြည်ပြီးတော့မှကိုယ့်ရင်အသိဉာဏ်နဲ့ကိုဆုံးဖြတ်အားဒီလိုပဲအမပြောတဲ့ဟာကိုလည်းနားထောင်တခြားလူပြောတဲ့ဟာကိုလည်းနားထောင်ပြီးရင်ကိုယ်မှကိုယ်ပိုင်ဉာဏ်နဲ့ဘယ်ဟာက logic ဖြစ်လဲဖြစ်တဲ့လေဆိုတာကိုစဉ်းစားကြเนาะလူတိုင်းပြောတိုင်းယုံမှုမဟုတ်ဘူးဒီနိုင်ငံတစ်ခုကိုလာဖို့အတွက်စဉ်းစားပြီးသူတွေကအသက်တစ်ခုရောက်နေပြီပြည်နေပြီဆိုတော့ ကိုကကိုစဉ်းစားဆုံးဖြတ်ပါလို့ပြောမယ်။ကဲအမပြောပြမယ်။လွန်ခဲ့တဲ့မားတို့တွေ18နှစ်လောက်ပါပေါ့နော်။လွန်ခဲ့တဲ့18နှစ်ကဆိုရင်ဒီစင်ကာပူကလူခေါ်မင်းဆိုရင်စင်ကာပူအေဂျင့်ကမြန်မာနိုင်ငံက license ရအေဂျင့်မြန်မာနိုင်ငံမှာ register လုပ်ထားတဲ့အေဂျင့်နဲ့သူတို့ကတိုက်ရိုက်ချိန်ဆက်တယ်။ဥပမာဒုက္ခဆူဆန်လိုမျိုးပေါ့နော်။မားတို့ခက်ထရဆိုတော့သူကချိန်တယ်။ကဲ PSA ကလူခေါ်မယ်လူတရာခေါ်မယ်ဆိုရင်ဒုက္ခဆူဆန်ကလည်းဟိုဘက်မှာ း company register တင်ထားတာဆိုရင်သူ့ကိုချိန်လိုက်တယ်ပြီးရင်ဘယ် PSC လူဘာဘာလိုအပ်လဲဘယ်ပွဲတွေလိုအပ်လဲနောက်ပြီးအမြင့်ဆိုလဲအမြင့်ပေါ့နော်ပြီးရင်လစာ800ဆို800ပြီးရင်ဘာတွေရနိုင်လဲ OT ဘယ်လောက်ရမလဲသူကအဲ့ဒါကိုသူက job description JD လို့ခေါ်တယ်အဲ့ဒါကိုပို့လိုက်တယ်ပို့ပြီးတော့အဲ့ဟာကိုမှကြည့်ပြီးတော့ဒုက္ခဆူဆာလူရှာပြီးတော့ပို့ပါတယ်အဲ့ခစ်ကတာအမားတို့ခစ်တော့အောင်340ရှိတယ်အဲ့တုန်းကဒေါ်လာဈေးက900ပဲရှိတယ်နော်တွက်ကြည့် အဲ့ဒါပြောအဲ့လိုမျိုးခေါ်ဘာကြောင့်လဲဆိုတော့စင်ကာပူအေဂျင့်ဟာဟိုဘက်က license အေဂျင့်အောင်ပဲခေါ်တာတခုခုဖြစ်ရင်သူတို့ကဒီဘက်မှာအမွဲစစ်စစ်မြင်းမြန်းချင်းခံရမယ်ပြီးတော့ဒီမှာစင်ကာပူအေဂျင့်လုပ်မယ်ဆိုရင်ပတ်စံတွေ deposit တင်ရတယ်အဲ့ပတ်စံတွေအကုန်သိမ်းမှာအမွဲကအဲ့ဒါတွေဖြစ်တဲ့အတွက်ဒီကတောင်းတောင်းမလုပ်ရဘူးပြီးရင်ထောင်ကြနိုင်တာရှိတယ်အဲ့အတွက်ဆိုမလုပ်ရဘူးကဲအခုကြတော့ဘလို့ဖြစ်ကုန်လဲဆိုတော့မြန်မာမြန်မာအေဂျင့်တွေကလည်းအခုခစ်ပြက်မှာဘာမှ license မရှိဘူး เนาะရှိတဲ့လူကနေသွားပြီပြီးတော့သူတို့ကိုယ်တိုင်ကလည်းစင်ကာပူအေဂျင့်ကိုတိုက်ရိုက်ဆက်သွယ်ဖို့ဆိုတာလက်လန်းမမီဘူးအဲ့အချိန်မှာကြားဖြန့်တဲ့ MLM ပေါ်လာတာလို့မှသိပြီး PRC လေးပေါ့နော်သူတို့ကနေပြီးတော့ဒီမြန်မာအေးမြန်မာအေးဂျင့်တွေလို့ပဲပြောကြပါဘောနော်မြန်မာအေးဂျင့်တွေကိုဆက်သွယ်နေမြန်မာပွဲစားတွေကိုဆက်သွယ်နေအဲ့လိုပဲတစ်ချိန်တည်းမှာပဲဒီဘက်မှာလည်းဒီ PRC တွေကပဲအဲ ဟို WP NDS ပေါ်လာတဲ့အချိန်မှာဟိုဟိုစိုင်သေးသေးလေးတွေကိုဆက်သွယ်တယ်အမဟိုးအရှိမူပေးဒီမှာလဲဘယ်လိုစိုင်နေမှာလောက်ကလဲဒီပြရင်သာဟိုပုံနေရတာတိတ်လှနေတာဒီမှာဘယ်လိုစိုင်နေမှာလောက်ကလဲဆိုတာလဲအမပြောပြီးပြီးနော်နောက်ပြီးတော့ဒီလိုစိုင်လေးသေးသေးလေးမှာနိုင်ငံသားသားအလုပ်သမားတယောက်ကိုခေါ်ဖို့အတွက်ဆိုရင် तू ကအစိုးရကို levy ပေးရမယ်ဝတ်ပါမဖြစ်တဲ့အတွက်နေစရာပေးရမယ်ဒါတွေအတွက်ဆိုရင် အနည်းဆုံးသူ့မှာ2000ဝန်းကျင်ရှိတယ်စရိတ်က ဒီတဆိုင်မှာအမြင့်ဘလောက်ရမှာလဲ2000မြတ်မယ်ဆို2000အားလုံးသူ့ကိုပေးလိုက်ရင်ဒီထက်မြတ်မလားအမတို့တယောက်ကထမင်းစားစီက၅ချက်ပဲရှိတယ်ဒါကဒီစင်ကာပူမှာလူတွေဟင်းချက်တာနေတဲ့အတွက်သူတို့မှာ standardize ဆိုတာရှိတယ်ဒီထက်ပို့ပြီးတော့အရန်ရောင်းဝယ်မရှိဘူးဈေးကိုကဲအော့ချက်တို့လို့ဘာလို့လို့ဆိုမှဆိုရင်၈ချက်၉ချက်၁၀ရောင်းဝယ်ရှိတယ်ဒီလိုပုံမှန်နေရာတွေမှာ 5ချက်6ချက်ကပုံမရောင်းအောင်အဲ့ဒါဆိုဘယ်လောက်မြက်မလဲနိုင်ငံခြားသားကိုခတ်မလားဒါတွေကိုတွားရအောင်မယ်နော်သူတို့မှမမြက်ဖဲနဲ့ဘလို့လုံးဘလို့လုံးလဲအဲ့မှာ PRC တရားနေပြီးဒီလို sign တွေကိုသွားပြီးတော့ဟိုလောက်ပန်ပေါ့နော်အလုတ်ရှိလားဘာညာမေးမယ်အေးအဲ့မှာမှန်ကန်တဲ့လူတွေလည်းရှိတယ်လိုလိုလိုနိုင်ငံသားတော့အောက်ခေါ်တာလည်းရှိတယ်နောက်ကြတချို့ကြတော့အလုတ်ရှင်နဲ့အိမ်တရုတ်တွေနဲ့ပေါင်းရိုက်ကြတယ်တရားကိုခေါ်လိုက်တဲ့ပြီးရင်ပြန်ဖြုတ်လိုက်ပြီးရင်တရားကိုခေါ်လိုက်နဲ့အဲ့လိုလုပ်တယ်အမဒီ ဒီနီကိုဖြူကိစ္စမှာเนาะအမအေးဂျန့်လို့ပြောတယ်ဒီက6ယောက်လုံးဆက်သွဲရ6ယောက်ကိုဆက်သွဲရဆက်သွဲတဲ့လူတိုင်းက PR စီတွေပဲအင်္ဂလိပ်လိုလုံးဝမပြောတတ်ဘူးเนาะအင်္ဂလိပ်လိုလုံးဝမပြောတတ်တာတစ်ချက်နောက်ပြီးတော့သူတို့တွေဟို license တင်တာဒီမှာရှိတဲ့အဲ့ key appointment holder ပေါ့နော် KPH license ရလဲ Singaporean မဟုတ်ဘူးသူတို့တရုတ်တွေပဲဟို900လောက်ပေးပြီးတော့ သူတို့ကနေပြီးတော့ရှောက်ကြတယ်အဲ့လိုဆိုတော့ဘာဖြစ်နိုင်လဲဆိုတော့အချိန်မြေထွက်ပြေးလို့ရတယ်သူတို့ကလစ်ပြေးလို့ရတယ်နီကိုဖြူရဲ့ဒုတိယ case မှာဆိုရင်အဲ့တယောက်ဆိုရင်မိုက်ကြီးခွဲပြီးတော့လောက်တာနော်ဒါပေမဲ့အမားတို့မှာအမားကတေသေးချာချာကင်တွယ်တဲ့အတွက်အချိန်နေတစ်ခုထိရခဲ့တယ်နော်အဲ့ဒါပဲပြောဘာလဲဆိုတော့အဲ့ PRC တွေကပဲသူတို့ကဟိုဘက်ကိုလည်းနီကိုဖြူလည်းလောက်တာဒီဘက်ကိုလည်းလောက်တယ်ဒါတို့တော့ အခုအမပြောနေတာကိုငမောင်နေညီမတွေအပြင်ပွဲစားတွေလည်းနားထောင်ကြမှာပါအမပြောနေတာကိုကောင်းကောင်းသိမှာပါနောက်တစ်ခုကကြတော့ MLM အလုပ်ဒါဒီကိုကဒီအေဂျင့်ကနေလာရတယ်ဆိုရင်အေဂျင့်ကကိုလည်းသူကအများကြီးဖြစ်တယ်အလုပ်တော့ရသွားတယ်အဲအဲ့လိုဆိုတော့အေဂျင့်ကပြောမယ်ငါ့ကိုလူရှာပေးရင် referral လိုမျိုးပေးရင်နေ့ကို900ပေးမယ်ဆိုတော့နောက်တစ်ရက်ကိုနေ့လုံးလုံးမလားငါရှာပေးမယ်ငါအေဂျင့်ကောင်းတယ်ဆိုပြီးတော့ထည့်ပေးတယ်အဲ့ဒါပထမဦးဆုံး case မောင်လေးညိုစောအောင် case အဲ့ဒါကိုလည်းအမအမနေ့ကဟိုတနေ့ကနေထပ်ပြီးတော့ assistant director ကိုတင်လိုက်အမရဲ့ပထမအဆုံး case အိမ်တင်မှာဆိုရင်အိမ်အကူလိုမျိုးကောက်မလေး900နဲ့လောက်တယ်900ပေးပြီးတော့900ရပြီးတော့သူကနေပြီးတော့လူဆွဲတာလူဆွဲတာအဲ့လိုလုပ်တာ MLM ပေါ့နော်ငါဒီတယောက်ကငါပေးပြီးပြီးအဲ့ agent ကပေးလိုက်ရတယ်ဆိုရင်ငါပြန်ရနိုင်တာပါရှိလဲလူရှာရင်ဆိုရသည်ဖြစ်စေမရသည်ဖြစ်စေရတယ်ရတယ်အလုပ်ရတယ်ဆိုပြီးတော့ပြောပြင်ဟိုဘက်ကပွဲစားရရှိတာ900ရ ဲ့လိုနဲ့ MLM လောက်တာတခုကြားဖြန့်ဖြစ်နေတာတခုအဲ့ဒီအခုအမကြည့်နေတော်တော်များများမှာအကုန်လုံးက PRC တွေပဲအမတွေ့သမျှပြဿနာဖြစ်တဲ့လူတွေတွေ့လိုက်အကုန်လုံးက PRC ပဲစင်ကာပူရဲ့မရှိဘူးအဲ့တော့ဒီဈေးကွက်တစ်ခုလုံးကို PRC တွေကအလှုပ်ရှားနေတာကြားဖြန့်ဖြစ်နေတယ်အဲ့ဒါကိုလည်း M1 ကိုယ်တိုင်လည်းသိတယ်အမလည်းဒီ M1 လူတွေနဲ့စကားပြောပြီးပြီသူတို့လည်းမကြခင်လှုပ်လိမ့်မယ်ဒါဟုတ် ဘယ်တော့မှအမွာဒီတိုင်းမျက်စိကပူကကျဉ်းလေးပါမလွတ်ထားပါဘူးစိတ်ချပါနော်အနည်းနဲ့အမြန်လာပါမယ်နော်နောက်ပြီးတော့မပြောမလား TEP TEP ကိုဖုံထနေဖုံထနေပြောလို့နော် TEP နဲ့လာခြင်းတပတ်ဆိုလဲလာပါကိုယ်ဆုံးဖြတ်ချက်နဲ့ကိုပါအမပြောတယ် TEP ကိုစပြီးစစ်နေပြီလို့အမအူးဆုံးပြောခဲ့တော့ကခလေးလေးညီမလေးတွေဟို randomly အမွာခေါ်ပြီးတော့ တို့ချီမှာထားထားပြီးတော့စစ်တယ်အခုအဲ့ညီမလေးတွေကတော့ကံကောင်းထောက်မစွာနဲ့အမွန်အလုပ်ရှာပေးရတဲ့ hotel housekeeping မှာအလုပ်ရပါပြီဒါကလည်းသူတို့ရလို့ကိုရချင်မှရမယ်နော်ကို့အလှကြဒါတို့ကကြတော့ပဝါကောမေပောင်းနီယာပထမအုံဆုံးလူတွေဖြစ်တဲ့အတွက်သူတို့ကိုပြီးလိုက်တာနောက်လူတွေကြရင်ဖမ်းကျင်ဖမ်းမှာအဲ့လိုဆိုတော့သူရတိုင်းကိုမရအမေကိုရချင်မှရမယ်သူမရတာလဲကိုရသွားနိုင်တယ်အဲ့ဒါတွေကိုအများကြီးစဉ်းစားပါနော် TEP နဲ့ အလောက်ရသွားပြီ expert ရသွားပြီဆိုတာဘယ်နှစ်ယောက်လဲ TEP နဲ့ဘဝပြတ်သွားတာဘယ်နှစ်ယောက်လဲဆိုအောင် data ချင်းကင်ပြီးပြောလို့ရတယ်เนาะသိလားပြီးတော့ Singapore ကိုကလေးတွေကိုမလာစေချင်လို့ပြောတယ်လို့ပြောတဲ့လူတွေမလာမလာစေချင်တာမဟုတ်ဘူးကျမရှိမှလာတယ်ပြဿနာတွေဆိုအများကြီးပဲနာမည်တွေအကုန်လုံးက list down ချလိုက်တယ်ဆိုရင်တော်တော်များများအေးချမ်းပါနေပြီเนาะဒါမဲ့ကျမပြောထားတယ် ပထမတစ်ချိန်နဲ့ဘတော်မှထပ်နာမည်ထုတ်မပြောဘူးလို့ပြောတယ်အချိန်ပေါင်းများစွာဖြစ်လာရင်တော့ဒီလိုနာမည်ကိုထုတ်ပြောမယ်လို့ပြောထားတယ်။မမောင်လေးညီမလေးအားလုံးကိုကလာခြင်းစောမကြည့်ပါနဲ့နော်နာမည်တစ်ပြောမယ်။ကို့လက်ထဲကပစံကို့ပစံမှာလာပြီးတော့ရောက်ပြီးတော့ပြန်သွားရရင်ဘာထူးမှာလဲ။ဟမ်အဲ့ဒါရောအလုပ်ရတာမဟုတ်လို့လား။နော်โอ้ตูรู้ว่าတော့အကုန်အပြောချူချူလေးပြောမှာနောက်ပြီးတော့အဲ့ဒီနီကိုဖြူကေ့စ်မှာအဲ့ရတရုတ်ဒီကိုရံဘာပြောလဲဆိုတော့ င်းတဲ့စင်ကာပူမှာအလောက်ရှားနေတာတဲ့နင်လဲသိတာပဲနင်တော့ကဒါနင်တော်မှနင့်ပါဇက်ကတော့အလောက်ရှားတယ်လို့ပြောပြီးတော့ဘာဖြစ်လို့တစ်တော့မှကြတော့အလောက်တွေပေါနေလဲအဲ့ဒါကိုစဉ်းစားကြည့်ဘာလဲဆိုတော့သူကဒီတရက်ကိုထားလိုက်တယ်ထားပြီးရင်နှစ်ရက်နဲ့ဖြုတ်တယ်ဖြုတ်ပြီးရင်နောက်တရက်ကိုပြန်ထည့်လိုက်တယ်ဆိုတော့ဒီမှာသူကအေးချမ်းကောင်တဝက်တဝက်ယူယူပြီးတော့စားနေတာသူတို့ချမ်းသာနေတာနော်အမပြောလိုက်လို့မလာတော့ဘူးဆိုရင်ဒီလမ်းလျှောက်ပွဲစားမတွေကလည်းဟိုပတ်ဆက်မရတော့ဘူးဆိုတော့သူတို့မှဆွဆွခုံဖြစ်နေတာကို ပတ်စံကကိုလက်ထဲကပတ်စံကကိုပတ်စံပြန်ရရင်တဝက်ဆိုရင်တော့တဝက်ကဆုံးသွားပြီเนาะအဲ့ဒါကိုစဉ်းစားသူများတကအပြည့်ရလိုက်လို့ငါရချင်မှရမယ်เนาะဒီမြန်မာအေးပွဲစားတွေကပို့ဆိုတဲ့အားလုံးကဘယ်သူမှတာဝန်ယူမှုမရှိသေးဘူးအခုချိန်ဒီမှကြည်နေတာအဲ့အတွက်ဆိုတော့ထပ်ပြောမယ်အခုချိန်ဒီအမားယုံကြည်ရတဲ့အေဂျင့်မရှိသေးဘူးเนาะယုံကြည်ရတဲ့အေဂျင့်ရှိရင်ကို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 လည်းယုံကြည်တယ်ဆိုရင်လာပြီးမှတ်မှာလာမှတ်မှာအဲ့ကြရင်ကျမစစ်ပြီးတော့ ကျင်ညာပေးရင်ကျင်ညာ recommend လုပ်ပေးပါမယ်โอเคเนาะ bye bye